မင်္ဂလာပါ Today I'm going to present about a globalization of food grade 11 uniform ကဲကလေးတို့ရေအခုတော့ foreign writing လေးကိုကြည့်လိုက်ရအောင်เนาะရေးရမှာကတော့ cause and effects အစေးပါအဲဒီချက်လို့ပြောရမယ်ဆိုတော့အကြောင်းနဲ့အကျိုးပေါ့เนาะဒါတက်ရောက်မှုပေါ့ ဒီအကြောင်းရင်းရဲ့တက်ရောက်မှုဖြစ်စေတဲ့အစီလေးဒီအစီလေးဒါဆိုလို့ရှိရင်ဒီချေတို့ဒီနောက်ပိုင်းဟိုနိုင်ငံတကာဒီစာမေးပွဲလေးတွေမှာဒါမျိုးမေးခွန်းလေးတွေဟာဒါလေးတွေဖြေတဲ့အတွက်အခုဒါလေးကိုစူးစမ်းလေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်ကလေးတို့အတွက်ပို့ပြီးတော့ပေါ့နော်ဒီကိုယ့်ရဲ့နောက်ထပ်သင်ယူမှုတွေအတွက်ဒါကအခြေခံအကောင်းလေးဖြစ်သွားမှာပါ A cause and effects effects assay explores how an event a state of a situation came into being and what is happening because of it In other words, the purpose of this type of essay is to discover the why or how of a situation. အော်သူရှင်းပြထားတာကဒီ cause and effect အစီလေးတွေရာဆိုလို့ရှိရင်ねဖော်ပြပါတယ် how နဲ့ event ဒီအဖြစ်ပြက်ဖြစ်ရတဲ့ခုဘလို့ဖြစ်တယ်ဘလို့ဖြစ်တယ်အဲပြီးတဲ့အခါမှာ state of situation အဲ့ဒီအခြေအနေတည်းရဲ့ เนาะဒါဒါမှမဟုတ်ဖော်ကြပြက်တစ်ခုဟာဆိုလို့ရှိရင်ね came into being and white is happening because of it သူတို့ကဘလို့ကြောင့်ဒီလိုဖြစ်ပျက်ခဲ့ရသလဲဆိုတာလေးတွေကိုဒါဖော်ပြတာဖြစ်တယ် in other words တခြားပြောတခါတခြားစကားလုံးနဲ့တခြားစကားလုံးနဲ့ပြောပါရင်ဒါမှမဟုတ်ရင်နောက်တစ်မျိုးပြောပါရင်တော့ဒီ type of essay ပေါ့เนาะဒီ essay အမျိုးအစားရဲ့ purpose ရည်ရွယ်ချက်ကဆိုရင်ね why ဘာကြောင့် how ဘလို့ဖြစ်တယ်ဆိုတဲ့ဒီအခြေအနေတစ်ခုရဲ့ဘာကြောင့်ဘာကြောင့်ဖြစ်တယ်ဘလို့ဖြစ်တယ်ဆိုတာကိုရှာဖွေတွေ့ရှိဖို့ဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ဒီမှာနံပါတ်အေးလေးကိုချုပ်ကြည့်ရအောင်။ Study the simple cause and effects essay and points to include in each session of it. Then put the points next to the appropriate session title in the table. အဲ့တော့ပထမဆုံးလို့ရမှာကတော့ဒီချက်နမူနာပေးထားတယ် sample ပေးထားတယ် cause and effects အစေးလေးကိုကြည့်မယ်ပြီးတဲ့အခါမှာအဲ့အဲ့မှာပါတဲ့အချက်လက်ကလေးတွေကိုကြည့်မယ်เนาะဒီမှာ session တစ်ခုချင်းမှာပါမယ်ပေါင်မယ်နဲ့ point အချက်ကလေးတွေကိုကြည့်မယ်ပြီးတော့ရဲ့အဲ့ဒီ point လေးတွေကိုတချေတို့ကဒီဒီ session title ရဲ့ပေါ့เนาะတင့်တော်တဲ့ဟာလေးတို့တချေတို့ကပြီးရမှာ အချက်လေးတွေကိုစုပြရမှာဖြစ်တယ်။အဲ့တော့အဲ့မှာဆိုလို့ရှိရင် session ကပထမဆုံးဒီမှာဆိုရင်ဒီချက်လိုခေါင်းစဉ်တွေသုံးခုထားထားတယ်ပေါ့နော်။ session ရဲ့ sample essay ရဲ့ points to inclusive each session အဲ့တော့ဒီမှာ session name လေးကိုဒီဘက်မှာပထမဆုံးဒီဘက် color လေးပထမဆုံးမှာ session လေးတွေကိုရေးมาဖြစ်တယ်ပြီးတဲ့အခါမှာအဲ့ session မှာပါတဲ့ sample essay လေးကိုရေးมาဖြစ်တယ်ပြီးတဲ့အခါမှာဒီ sample ဒီ session တစ်ခုချင်းမှာပါတဲ့ point လေးတွေကိုဒီချက်လိုထုတ်ထားတာဖြစ်ပါတယ် เนาะအဲ့တော့မဒီပုံလေးကိုမြင်လိုက်ရင်တော့ကြည်ဒီကလေးဘာလုပ်နေလဲเนาะကလေးတော့အဲ့လိုမျိုးပဲမြင်ကြည်မအောင်သူ့မှာဖုန်းနဲ့တလုံးပြီးတလုံးမှာလှုပ်ထားတွဲထားတယ်သူ့တကူလုံးမှာကျိုးတွေကိုပတ်နာเนาะဒီမှာဒီဘက်ကလည်းဟိုဟာတက်ထားတာပေါ့ဒီ earphone နဲ့တက်ပြီးတော့သူဘာလုပ်နေလဲအဲ့အဲ့ဒါနဲ့ဆိုင်တဲ့ဟာလို့ဒီချေလို့ကြည်အောင် တော့ပထမဆုံး introduction เนาะ introduction ဆိုမိတ်ဆက်တာပေါ့เนาะနေတန်းပေါ့ဒီချက်လို့ပြောပါရင်เนาะအဲ့တော့ no. online game addiction is a serious problem in many parts of the world today it is a common problem for children youth and adults many players are not able to limit the time they play and thus they have developed an addiction to playing online games and suffer harmful effects အဲ့တော့ online game ဆွဲလန်းမှုเนาะဆွဲလန်းမှုဟာဆိုရင်တဲ့ကြီးချယ်တို့ဒီနေ့ကဘာကြီးမှာကဘာကြီးရဲ့အစိတ်ပိုင်းတော်တော်များများနေရာအတော်တော်များများမှာတကယ်ကိုအရေးတကြီးเนาะပြဿနာတစ်ခုဖြစ်နေတယ် It is a common problem for children youth and adults အဲ့ဒီ problem အဲ့ပြဿနာဆိုကလေးတွေလူငယ်တွေအရွယ်ရောက်တဲ့သူတွေဆိုလိုတာအရွယ်သုံးမမရွေးဘောဟုတ်တယ်မလားတော်တော်များများဟာအဲ့ဒီ problem တွေ ဖြစ်နေပြီတော်တော်များများမှာဖြစ်နေတယ် many players are not able to limit the time they play and thus they have developed an addiction to playing online games and suffer harmful effect လို့ပြောတာလေအဲ့တော့ဒီများအမြောက်အများပေါ့เนาะဒီကစားတဲ့ game ကစားတဲ့ game player အမြောက်အများอ่ะဆိုလို့ရှိရင်အချိန်ကတ်သက်မရှိဘူးเนาะကြားတော့ကြားဘူးလေမြဲ game ကစားရင်းနဲ့เนาะရုပ်တရက်တည်ဆုံးွားတာရောက်ကြားနေရတာเนาะအဲ့တော့သူတို့ကအချိန်ကတ်သက်မရှိဘူး တို့ကစားတဲ့ဟာကိုအဲ့တော့တို့ဟာဆိုရှင်ဆွဲလက်မှုကပို့ပို့ပြီးတော့တဖြည်းဖြည်းနဲ့ပို့ပို့တိုးလာပို့ပို့ဆွဲလာတယ်เนาะထိုင်ရမထကျင်တော့ဘူးမစားမတော့ဝိုင်းနေဒီဂိမ်းဂိမ်းကနေပြီးတော့ကိုမလွတ်သွားခြင်းပေါ့เนาะအဲ့လိုမျိုးဆွဲလန်းသွားတယ် online game เนี่ยအဲ့ဓာရီဟာဆိုလို့ရှိရင်တဲ့ suffer ခံစားရမှာပါတဲ့ harmful effect အန်ဒီရရှိတဲ့တက်ရောက်မှုကိုခံစားရမှာဖြစ်ပါတယ်တဲ့ကဲအဲ့ဆို point လေးကိုခြေလို့ကြည့်ရအောင် The thesis statement, the main idea of the event, state or situation you are writing about, ော့ဒီမှာပြောထားတာကဒီ introduction session မှာပါမှာကတော့ သူကဒီ statement ပေါ့တော့ဒီ main idea ကိုသူကဒီမှာဖော်ပြတာဖြစ်တယ်။နောက်ပြီးတော့ဒီဒီရဲ့ဟိုဖော်ပြချက်ဒါမှမဟုတ်ဒီအခြေအနေပေါ့နော်အဲ့ဒီကကိုရေးမဲ့အကြောင်းကိုသူကစလိုက်ပြီးအဲ့တော့သူက the main cause လေးကိုလည်းဖော်ပြထားတာဖြစ်ပါတယ်အဲဆိုလို့ရှိရင်တော့ကလေးတို့ cause and effects ကို SEO ရေးမဲ့ဆိုလို့ရှိရင်ဘယ်လိုနေတန်းလေးဘယ်လိုပြောမလဲဆိုတာကိုတော်တော်လေးသဘောပေါက်ပြီးဖြစ်ပါတယ်ဒီမှာတော့ online game addition နဲ့ပတ်သက်ပြီးတော့ဒီ online game ကဘယ်လိုတွေဘယ်လိုဖြစ်တယ်ဘယ်လိုနေရာတွေမှာဖြစ်တယ်ဘာကြောင့်ဒီလိုဆွဲလ န်းနေဆိုတာမျိုးလေးကိုဒါသူကအစလီပြောတာဖြစ်ပါတယ်။ကဲ causes causes ကတော့အကြောင်းရင်းတွေပေါ့နော်အကြောင်းရင်းတွေအဲ့တော့ဒီ game addiction ဖြစ်ရတဲ့အကြောင်းရင်းတွေပေါ့ online games addiction typically involves playing games uncontrollably for many hours at a time အဲ့တော့ online game ဆွဲလန်းမှုဖြစ်ပြီဆိုရင်နော်သူကဟိုပုံထုံးစံအရာပါလာတာကတော့ဒီ game တွေကိုကစားတာက ဟိုသူကအထင်းချုံမဲ့တာပေါ့ဥမာဆိုရင်အချိန်ဘလောက်ဆိုရက်မဲ့ဘလောက်ဆိုဘလောက်ဘလောက်ထိပဲစကားမဲ့အဲ့ဒါမျိုးမဟုတ်ဘဲနဲ့အချိန်တစ်ချိန်တည်းမှာကိုသူကနာယီပေါင်းများစွာပေါ့နော်အထင်းချုံမဲ့ကစားတာမျိုးဖြစ်တယ် it is common for an online game addicts to spend over 10 hours a day gaming အများသောအားဖြင့်ဆိုရင် online game ဆွဲလာပြီဆိုလို့ရှိရင်သူတို့ကတစ်နေ့ကိုလေ10နာရီအထက်ကိုဂိမ်းကစားကြတာ ကဲ24နှစ်ရှိတဲ့ထဲမှာဒီ10နှစ်အထက်ကစားရတယ်ဒါ10နှစ်အထက်ဆိုတာဒါအနည်းဆုံးဒီ game ဥပစာဒီ addition ဖြစ်ပြီဆို10နှစ်အထက်ကိုပဲကစားတာ over လို့ပြောတာလीအဲ့အတွက်ကြောင့်မို့သူ့ရဲ့အချိန်တစ်နှစ်တာရဲ့အချိန်အကုန်လုံးတဝက်နီးပါတဝက်လောက်ကသူတို့ကဒီ game စားရနေပဲသူတို့ကအချိန်ကုန်နေ usually were were into the night เนาะသူကများသောအားဖြင့်ရတော့သူကဒီညဘက်မှာတော်တော်ကြီးတချို့သူညလုံးပောက်တာကြီးလည်းရှိရပေါ့เนาะ initially gamers ပြီးပထမဆုံးမှာတော့ ဘာဖြစ်လဲဆိုတာကြည့်ရအောင်နော် initially gamer play online video games to relieve their tiredness and some to avoid boredom အဲ့တော့အစပိုင်းမှာတော့ဒီ gamer တွေပေါ့နော် gamer တွေကစားတဲ့သူတွေอ่ะဆိုလို့ရှိရင် online video game တွေကိုသူတို့ရဲ့ဘောပန်းနေရာတွေကိုဖြေလျှော့ဖို့ပေါ့နော် ပြီးတဲ့အခါမှာပြင်းပြင်းကြီးတာပေါ့နော် ပြင်းကြီးဖို့သူတို့ဟို ပြင်းကြီးရာတွေကိုရှောင်ကြဉ်ဖို့ဆိုပြီးတကယ်တမ်းတော့စခဲ့တာပါတဲ့เนาะဟိုဥမာဆိုရင်မောလာတယ်တနေ့ကိုမောလာတယ်အဲ့တော့ဒီ online game လေးစားပြီးတော့ဖြည်ဖြောက်မယ်ပေါ့နောက်ပြင်းနေဟိုဥစ္စာပေါ့เนาะပြင်းနေအတွက်ကြောင့်မလို့ဟိုတငယ်ဥစ္စာစိတ်ညင်ဝိဇရာလေးတွေများတယ်ညင်ဝိဇရာလေးတွေဖြစ်လာတဲ့အလုံးမှာတစ်ချိန်လုံးပင်ပန်းလာဒါမှမဟုတ်စချိန်လုံးကြည့်ရတော့ပြင်းလို့ကြည့်တယ်ဆိုတာမျိုးလေးနဲ့စလိုက်တာပါ simply than because of peer pressure some because they consider the game to be more than realistic and very တချို့တွေကကြတော့ကစားတာเนาะ sample than because of အသူတို့က peer pressure ဆိုတော့သူတို့တက်တူရွယ်လူချင်းမှာရှိတဲ့ PR လေးတွေပေါ့เนาะအမျိုးမျိုးဒီရွယ်တွေဆိုတာကတော့များသောအားဖြင့်ဒီ youth တွေအာဒီ children အကူအပေါ့เนาะဒီ adolescent လေးဆိုလို့ရှိရင်သူတို့မှာ pressure သူတို့တက်တူရွယ်လူအုပ်စုတွေမှာဒီ PR လေးတွေရှိတာလေးเนาะတချို့ကကြတော့တကယ်ညာဆိုလို့ရှိရင်တကယ်ကို modern ပေါ့เนาะတကယ်ကိုခင်မီတယ်တကယ်ကိုဟိုအများကြီးတဲ့သူကပေါ့เนาะ very အများကြီးဖြစ်တယ်တကယ်ကို realistic လည်းဖြစ်တယ်ပေါ့တကယ်အမှန်ပေါ့နော်အခက်မြင်နေရတာမျိုးလေးတွေရှိနေတယ်သူခင်ကစားဆက်ကစားရတာကတကယ်ဟိုဟိုစားပေါ့နော်ပျော်ရွှင်စရာစကစားလိုက်တာကိုဒီချက်ကိုတကယ်ရောက်သွားတယ်လို့ဖြစ်သွားတာပေါ့နော်အဲအဲ့ဒါမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကကစားကြတာပေါ့အဲ့တော့ဒီမှာဆိုရင်သူရဲ့ main course ကိုပေးထားတယ် the main course at effect of the event state or situation ဒီဖြစ်ရတစ်ခု ပေါ့ဒီအခြေအနေတစ်ခုရဲ့ပေါ့နော်အခြေအနေတစ်ခုမှာရှိနေတဲ့ ဟာဘာကြောင့်ဖြစ်လာရလဲဆိုတာရဲ့အဓိကအကြောင်းရင်းနဲ့တက်ရောက်မှုသူကပြောထားဖြစ်ပါတယ်ပြီး other causes ကကြတော့ခုန main cause အပြင်ကိုတခြားသောအကြောင်းရင်းတွေလည်းအကြောင်းတွေလည်းရှိနိုင်တယ်ပေါ့နော် supporting argument တို့ evidence တို့အဲ့မှာဆိုလို့ရှိရင်ဒီခုနပြောမဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါဒါပဲထောက်ပံ့ပေးနိုင်တဲ့စကားလုံးဒါမှမဟုတ် evidence သက်သေအထောက်ထားတွေပေါ့နော်အဲ့တော့ restating the thesis statement အဲ့ဒါကြောင့်မို့ဒီ thesis ဒီတခြားတို့ပြောမဲ့ခေါင်းစဉ်တစ်ခုရဲ့ဟာကိုသူကပြန်ပြီးတော့ဖော်ပြချက်ကလေးကိုပေးထားတာဖြစ်ပါတယ်။ဒါကြတော့တခြားတို့ causes တွေပေါ့နော်။ကဲကလေးကိုလည်းအဲ့ဒါဆိုရင်ဒီပုံလေးကိုကြည့်လိုက်ပြီဆိုတိမာပါဒီဂိမ်းကစားတာကပထမဆုံးကတော့အော်တို့ကဆိုလို့ရှိရင် ဒီဂိမ်းကစားတာဒီ addition ဖြစ်တယ်ဆိုတာဘလို့အခြေအနေမျိုးလဲအဲဘလောက်တောင်တို့ addition ဖြစ်တဲ့အတွက်ဘလောက်တောင်အခြေအနေကုန်နေတာလဲပေါ့နော်အဲပြီးတဲ့အခါမှာတို့စပြီးဘာကြောင့်ဆိုစကားလုံးနဲ့စားဘာကြောင့်တို့ကဓာောက်ကစားတာလဲနော်အဲအဲ့ဒါအကြောင်းရင်းလေးတွေကိုသူကဖော်ပြထားဖြစ်ပါတယ်ကဲအဲ့တော့ခုနကတော့ causes ပြီးွားတော့အခုတစ်ခေါက်မှာတော့ effects ပေါ့နော် effects လာပြီးသူရဲ့တက်ရောက်မှုပေါ့ one common effects of online video game addiction is isolation a withdrawal from social experience ကဲအဲ့ဒီမှာဆိုရင် online video game တွေကိုအလွန်ကြော်ဆွဲလန်းသွားပြီဆိုရင်တော့သူတို့က isolate ဖြစ်လာတီးသန့်ပေါ့တီးကြပဲနေရသူတို့ဒီဘက်ပဲရောက်လာလေအဲပြီးတဲ့အခါမှာသူတို့က social ဟိုသူတို့မို့အတိုင်းဝိုင်းမှာနေရနေသူတို့ကတဖြည်းဖြည်းနဲ့ဟိုနောက်ချန်ချန်ပြီးတော့ပေါ့နော်သူတို့ကအဲ့ဒီဘက်တွေကိုနေသွားပြီးတော့ဒီမှာပဲသူကတီးသန့်ဒီ game တွေပဲသူကစားနေတော့တာပဲတဲ့အဲ့ဒါဟာ တက်ရောက်မှုတစ်ခုပါ the addicts often hide in their homes or in internet cafes or for days အရင်ဆွဲရတဲ့ဒီဆွဲလန်းနေပြီဆိုရင်တော့ gains အရင်အလွန်ကျူးဆွဲလန်းသွားပြီဆိုရင်တော့သူတို့ကသူတို့ရဲ့ aim ဒါမှမဟုတ်ရင် internet cafe တွေမှာเนาะဒီ gain ကစားလို့ရတဲ့ internet cafe တွေမှာရက်တော်တော်ရက် တည်ရက်နဲ့ခြီးပြီးတော့ပေါ့နော်ရက်တည်ခြီးပြီးတော့သူတို့ကပုံအောင်ပုံအောင်နဲ့ဆိုတာအဲ့ထဲမှာပဲသူတို့နေတော့တာပေါ့နော်နေတော့တယ် the နေပြီးတော့ဂိမ်းကစားတော့တာပေါ့ the effort of this isolation can lead to a breakdown of communication skills and often a loss in socialization အဲ့တော့သူတို့က the isolation တီးသန့်ပေါ့နော်တီးခြားပေါ့ဟိုပေါ့နေနေချင်းရခွဲနေကျင်းနဲ့ပေါ့နော်လူလူတွေနဲ့စကားမပြောဘဲနဲ့သူတို့ကသူတို့နေလိုက်တာဟာဆိုရင်ဘာလို့ဖြစ်သွားနိုင်တယ်လဲဆိုတော့ communication skill ပြောဆိုဆက်သွယ်တဲ့စွမ်းရည်တွေကိုလည်းသူကဖြစ်စည်းသွားတယ်။ပြီးတဲ့အခါမှာနောက်ဆုံးလူမှုအတိုင်းအဝိုင်းနဲ့ဂျားဟိုလူမှုအတိုင်းအဝိုင်းနဲ့မှာ နေထိုင်နိုင်တဲ့နေထိုင်နိုင်တဲ့သူ့ရဲ့စွမ်းရည်တွေကမှ loss ပျောက်ဆုံးစေပါတယ်တဲ့။တီးဆံမဲ့နေတာများတာ ው ဒီဂိမ်းနေနေပဲနေလိုက်တဲ့ခါမှာကျန်တာတွေသူတို့ဟာကျန်တဲ့ဟိုစားပြောသူဆက်သွဲဖို့တို့လူမှုဆက်ဆံရေးတို့သူတို့တော်တော်လေးကိုသူတို့ဟာအားနေပြီးတော့ပျက်စီးသွားခဲ့ပြီလို့ပြောပါတယ် Now, some may experience a result of poor performance in their studies or work, or others may end up losing their opportunity to study or their jobs altogether. အဲ့တော့တချို့တွေဆိုရင်ねဘလို့တော့တွေ့ကြုံရလဲဆိုတော့သူတို့ဒီသူတို့ရဲ့အလုခွင်ဒါမှမဟုတ်သူတို့ရဲ့တင်ယူမှုပေါ့အကြောင်းသားဆိုရယ်တင်ယူမှုပေါ့အလုသမားဆိုရယ်အလုခွင်မှာဆောင်ရွက်တဲ့ performance သူတို့ရဲ့လုံဆောင်ချက်တွေပူရွားဆိုတာတဖြည်းဖြည်းနဲ့ဟို ညံ့ပြင်းလာတာပေါ့ဆိုတော့ပူပါတာဖြစ်လာတယ်ဆိုတာဟိုသူ့ရဲ့လုပ်ငန်းအရေးအသွေးတွေကျလာတာပေါ့เนาะအရေးအသွေးတွေက performance လုံဆောင်မှုအရေးအသွေးတွေကျလာတယ်เนาะဒါမှမဟုတ်ရင်တော့တချို့ဆိုလို့ရှိရင်တော့သူတို့ရဲ့လုပ်ငန်းเนาะသူတို့ရဲ့လုပ်ငန်းတွေသူတို့ရဲ့တည်ယူမှုတွေအတွက်ရရှိနိုင်တဲ့အခွင့်အလမ်းတွေပါသူတို့ဟာပျောက်ဆုံးသွားပါပြီတဲ့ နော်အတော့ဘာကြောင့်လဲဒီမှာဒါဆိုအချက်တစ်ချက်ရှိပြီးပထမဆိုလို့ရှိရင်တို့ကတို့ရဲ့ပြောဆိုဆက်သွယ်မှုဒီလိုသားလူမှုအတိုင်းအဝိုင်းနဲ့ဝင်ဆက်နိုင်မှုတွေလည်းတော်တော်လေးဟောပေါ့နော်ပြောက်ဆုံးနေပြီပြီးတဲ့ခါမှာတို့ရဲ့အလုတ်ခွင်နဲ့တို့ရဲ့တင်ယူနေတဲ့တို့ရဲ့ရှစ်ဆက်ဘွားရှစ်ဆက်ရမယ်မှာလှုပ်ဆောင်ရမယ်အရေးသွေးလှုပ်ဆောင်မှုတွေလည်းတော်တော်လေးကိုပူဝါရာကျဆင်းနေပြီနောက်ဆုံးမှာတို့ရဲ့လုပ်ငန်းအတွက်အခွင့်အလမ်းတွေတော့တို့ဟာပျောက်ဆုံးဆုံးရှုံးရပါပြီလို့ပြောထားပါတယ် Now, play online games for extended periods of time often causes sleep uh, deprivation and may result in a decline in the overall health of the gamers. အဲ့တော့ဒီ online game တွေကိုသူတို့က extended period ဆိုတာတကယ်ကိုအများကြီးအများကြီးသူတို့ကပေးထားအချိန်တွေအများကြီးပေးထားတဲ့အခါမှာဒီအိတ်တဲ့အခါမှာအိတ်အိတ်မရတော့ဒီအိတ်ဖို့အိတ်ဆက်ဖို့တော့မှသူတို့ကဥစားပေါ့နော်ဒီအိတ်ဖြစ်တော့တာအဲ့လိုမျိုးလေးတွေကိုကြုံတွေ့ရပြီးတော့အရေးတွေပြက်ပြီးနောက်ဆုံးမှာတော့သူတို့ရဲ့ ကျမ်းမာရေးအားလုံးဟာဂိမာတွေပေါ့ဒီကစားသမားတွေကျမ်းမာရေးအားလုံးကလုံးဝကျဆင်းသွားပါတယ်အလုံးစုံကျမ်းမာရေးအလုံးစုံတော့ကျမ်းမာရေးပေါ့နော်အဲ့ဒါဟာကျဆင်းသွားပါတယ်တဲ့အဲ့မှာပါမဲ့ effect တရားကြတော့ other effect ပေါ့နော်ခုနကတော့ supporting argument နေ evidence နေပါမယ်ပြီးွားရင်ဒီမှာဆိုလို့ရှိရင်ဒီချေတို့ကဒီ main point ပေါ့ဒီချေတို့ပြောမဲ့ essay လေးရဲ့ main point summary အချင်းချုပ်ကလေးပါမယ် ပြီးရင်ဒီ conclude လုပ်ဖို့အတွက်ဒါမှတ်ချက်ကလေးလည်းပါမယ်ပေါ့နော်နောက် supporting argument လေးတွေပါမယ်အဲဒီဘက်ဒီဘက်နောက်ဆုံးပိုင်းလေးမှာ evidence to back up the cause your state ပေါ့နော်အဲကိုဖော်ပြမဲ့အကြောင်းရင်းတွေအကြောင်းကိုသူကပြန်ပြီးတော့တက်သေးလေးတွေနဲ့တက်သေးအထောက်ထားလေးနဲ့တင်ပြထားဖြစ်ပါတယ်။အဲဒီမှာဆိုရင်သူဘာဖြစ်သွားနိုင်လဲဂိန်းကစားတဲ့အတွက်အပေါ်အရှင်းမှာပြောခဲ့တာတော့ဂိန်းကစားတာဘာကြောင့်ကစားရလဲ เนาะအဲ့အတွက်ကြောင့်မို့ဒီမှာဖြစ်လာတဲ့ effect တွေ effect တွေကကျတော့ဒီမှာတက်ရောက်မှုတွေကဘာတွေဖြစ်တဲ့အဲ့ဒီတက်ရောက်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တက်ရောက်မှုတွေကဘယ်လိုတက်ရောက်မှုတွေဖြစ်တယ်လဲဆိုတာဒီမှာပြထားတယ်လေသူ့အတွက်အလုတ်ကိုင်းအခွင့်အလန်းညီသူ့ရဲ့တင်မှုအခွင့်အလန်းညီเนาะသူအဲ့ဒါတွေအကုန်လုံးတော့နောက်ဆုံးဆုံးရှုံးသွားနိုင်ရဲ့ဆိုတော့ဒီအဥစားပေါ့เนาะတက်တည်လေးတွေဖြစ်နိုင်တဲ့အကြောင်းအရာလေးတွေနောက်ပြီးတော့ကျမ်းမာရေးလေးလုံးဝကြာဟုတ်တယ်နေရောညပါကစားမှာတော့ကျမ်းမာရေးကခြားစင်းပြီပေါ့အဲ့ဒါလေးကိုပြထားဖြစ်ပါတယ်ကဲအကုန်လူရှိကိုကြည့်ရအောင် Online games addiction is complex and can vary greatly, but the effect have the potential to be very severe. No, I know online game addiction is so complex, short tweetable, no? Uh, the game over very greatly, so I'm like, no? a new game, I know, no? အခြေအနေအစားပေါ်တော့ဆွဲပုံဆွဲလန်းဆွဲလန်းတဲ့ပုံစံနေပြီးတဲ့အခါမှာသူ့ရဲ့အခြေအနေအတိုင်းအစာကြီးကကွာခြားနိုင်တယ် ဒါပေမဲ့သေချာတာကတော့ but the effect have the potential to be very severe severe ဆိုတာဥပမာဆိုဆာဗီယာဆိုပြင်းထန်တာပေါ့နော်အရန်ကိုပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့ potential အလားအလာရှိပါတယ်လို့ပြောထားပါတယ်ဟုတ်ပြီနော် online ကစားတာဆိုလို့ရှိရင်သူ့ရဲ့အခြေသူ့ရဲ့အတိုင်းသူ့ရဲ့အခြေအနေအမျိုးမျိုးကဟိုရှုပ်ထွေးနိုင်တဲ့အစ်စ်နေတဲ့အများကြီးရှိနိုင်တဲ့ကွဲလဲကွဲပြားနိုင်တဲ့ဆိုပေမဲ့နောက်ဆုံးမှာတော့တို့က ပြင်းထန်အရန်ကိုပြင်းထန်တဲ့အလွန်ပြင်းထန်တဲ့အခြေအနေကိုရောက်တဲ့ရောက်ရှိဖို့အလားအလာရှိနေပါတယ်တဲ့အဲ့တော့ playing online games can and should only be a fun activity တဲ့တကယ်တော့ online ဥသာဒီ playing online game ပေါ့နော် online game တွေကိုကစားခြင်းရာဆိုရင်တကယ်တော့ပျော်စရာပေါ့နော်အပန်းဖြေစရာ activity လောက်ကလေးပဲဖြစ်တင်တာပါတဲ့ only လို့ပြောထားတယ်လေ but just like everything uh, the amount of time the amount of time one spend playing offline online games needs to be balanced with personal or social responsibilities ဒါပဲမဲ့တဲ့เนาะတခြားအရာအပြင်ကိုเนาะအရေးကြီးတာကတော့ဒီချေလို့ဘာပြောချင်တာလဲဆိုတော့ဒီ online ကိစ္စတဲ့အချိန်เนาะအချိန်ဟာဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ personal ကိုယ့်ရဲ့ကိုယ်ဥသာကိုရေးကိုတာဆန်ရเนาะကိုယ့်ရဲ့ကိုရေးကိုတာအကြောင်းအရာတွေနောက်ပြီးတော့တခါကိုကလူ social ထဲမှာနေတာလေလူမှုအတိုင်းအဝိုင်းထဲမှာနေတဲ့အတွက်ကြောင့်မို့လို့เนาะလူမှုရေးဆန်ရ ကိုလှုပ်ဆောင်ရမယ့် responsibility ကိုရဲ့တာဝန်ဝတ္တရားလှုပ်ဆောင်ရမယ့်အလုပ်တွေတဲ့နော်ဟန်ချက်ညီဖို့တော့လိုအပ်ပါတယ်တဲ့ပေးမဲ့အချိန်ဒီအဓိကတော့ကစားတဲ့အခါမှာဟိုနည်းနည်းပေါ့နော်ပြောစရာပြောစရာဟိုအပန်းဖြေယုံလောက်ခဏပေါ့ခဏကစားတာတော့အဆင်ပြေတယ်လေအဲအဲ့လိုလှုပ်လိုက်တယ်အချိန်ကိုလည်းဟိုကိုယ့်အကကိုကိုယ်လှုပ်မဲ့အချိန်ကိုကိုယ့်အကကို control ကန့်သက်ထားမယ်ဘလောက်ဆိုဘလောက်လှုပ်မယ်ဒါမျိုးလေးတွေလှုပ်ပြီးတော့အချိန်လေးကိုဟိုသုံးတဲ့အခါမှာလေ ကိုတာဝန်ယူရမယ်ကိုယ့်ရဲ့ personal ကိုယ့်ရဲ့ကိုရေးကိုရာအပြင်ကိုယ့်ရဲ့ဘက်ဝင်ကျင်အတိုင်းအဝိုင်းမှာရှိတဲ့လူမှုအတိုင်းအဝိုင်းမှာကိုလှုပ်ဆောင်ရမယ်တာဝန်ဝတ္တရားတွေနဲ့ဟန်ချက်ညီအောင်ထိန်းညှိဖို့တော့လိုပါတယ်လို့ conclusion မှာပြောထားပါတယ်နော်ကဲအဲ့ဒါဆိုရင် the biggest or most important effect ပေါ့နော်အဲ့ဒီမှာ तू ကဒီ conclusion မှာဗာပေးထားရဲဆိုတော့အကြီးမားဆုံးဒါမှမဟုတ်အရေးကြီးသောတက်ရောက်မှု तू ကဒီမှာပြောထားတယ် ။ဘာကြောင့်လဲဆိုတော့ဒီမှာအဓိက online game edition လုပ်ပြီးဆိုအရန်ကိုသူက server ဖြစ်လိုက်နေလေ။အရန်ကိုပြင်ထန်လာနိုင်နေဆိုတာပြောထားတယ်။နောက်ပြီးတော့ဒီမှာဘီနာမှာတစ်ခုဆက်ပြောထားရှိသေးတယ်။နော်ဥစားသူကဒီဟာလိုကစားမယ်ဆိုလို့ရှိရင်ဟိုပေါ့တိတ်တော်တဲ့အချိန်လောက်ကိုပဲသုံးနော်ပျော်စရာအပန်းဖြေစရာလောက်ကိုပဲဒါကစားသင့်တယ်ဆိုတဲ့အကြောင်းသူက ဒီ argue လုပ်ထားတာပြောတယ်နောက်ပြီးတော့ကြာတော့ဒီ evidence လေးတွေသူကထည့်ထည့်ပြီးတော့ပြောသွားတယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ကလေးတို့အနေနဲ့လေဒီ cause and effect effects ပေါ့နော်ဒီ essay တစ်ခုကိုရေးမယ်ဆိုရင်အဲဘယ်လိုနေတန်းပြောရမလဲဒီအလေကဒီ cause just ဒီမှာဆိုလို့ရှိရင်ဘယ်လိုလေးဒီအစီအစဉ်လိုက်ထည့်ရမလဲဆိုတာနားလည်လိမ့်မယ်ပြီးတဲ့အခါမှာဒါကို cause နဲ့ effects အကြောင်းပြောပြီးသွားရင်ဒီခေါင်းစဉ်တစ်ခုကိုဒီ essay တစ်ခုကိုဘယ်လို conclude လုပ်မလဲဆိုတာကိုလည်းတော်တော်လေးတီးမိခောက်မိပြီလို့ထင်ပါတယ် အဲ့တော့ဒီမှာ writing မှာတော့ချေခုနပြောတာပထမအာသူက session မှာတော့ introduction ပါပါမယ်ပြီးတဲ့အခါမှာ body paragraph ပေါ့နော် body paragraph မှာဆိုလို့ရှိရင်နှစ်မျိုးရှိတယ်တစ်ခုက cause and effect ဖြစ်တဲ့အတွက်ပထမပိုင်းမှာ causes တွေကိုပြောမယ်ပြီးတဲ့အခါမှာ effects တွေကိုပြောမယ်ပြီးတဲ့အခါမှာ conclusion ထည့်ရပါမယ်ကဲနောက်တစ်ခု B ကိုရောက်ပါပြီ B မှာကတော့ကလေးတို့ဟိုစာ essay တစ်ပုဒ်ကိုရေးရမှာဖြစ်တယ် write and essay on causes and effects of obesity. You can begin with uh, begin your essay like this. After all, the causes and effects of obesity are the ဖြစ်ရတဲ့အကြောင်းရင်းနဲ့တက်ရောက်မှုအကျိုးတက်ရောက်မှုတွေပေါ့နော်အဲ့တက်ရောက်မှုတွေကြောင်းရေးတဲ့အခါမှာတော့အော်ကလေးတို့တွေကဒီ SEO ဒီလိုပုံစံနဲ့စပြီးရေးနိုင်ပါတယ်လို့ပြောတာပါစပြုနိုင်တယ်ပေါ့နော် Obesity is generally caused by eating too much and moving too little အဲ့တော့ Obesity ဆိုတာရေပုံရအားဖြင့်တော့အစာတွေများများအများကြီးစားတာပေါ့နော်အများကြီးစားတယ်ပြီးတော့လှုပ်ရှားမှုကြတော့နေတယ် နော်လှုပ်ရှားမှုအရန်နေတာပေါ့အဲတချို့ဆိုစားတဲ့လူစားလို့ဝါလေးပို့ပြီးတော့မရွေးရှားခြင်းလေးမသွားခြင်းလေးမလှုပ်ရှားခြင်းလေးအဲ့လိုဖြစ်တတ်တယ်နော်ဒါရေပုံရအဖြစ်ပေါ့တချို့တော့ရှိပါတယ်တချို့ကကြာမိဘမျိုးယူလိုက်လို့ဝါတာမျိုးတို့ပြောကြတာပေါ့နော်တချို့တွေကြာဒီတောက်တဲ့ဆေးတွေကြောင့်ဝါတာမျိုးပေါ့နော်အဲအဲ့ဒါမျိုးလေဟိုဒီအကြောင်းရင်းထဲမှာရှိနိုင်နေပေါ့နော်ဒါကကျေတော့ other causes ပေါ့အဲ့ဒါတွေလည်းရှိနိုင်နေဒါမှမဟုတ်တချို့ကကြာဒါဟိုဂျန်တော့စားမနေမစားဘူးသူကိုယ်တိုင်ကသူကသူဝါနေတာဒီ ယောဂကိုယ့်ရဲ့ဟိုပေါ့နော်တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မို့သူသူ့ရဲ့ပုံစံကြောင့်ဝါနေတာသူ့ရဲ့ဟိုခန္ဓာကိုယ်တိုက်ကိုကဒီလိုမျိုးဝါတဲ့အမျိုးအစားအဲအဲ့လိုမျိုးလည်းဖြစ်နိုင်တော့ဒါသူတို့ပြောနိုင်တဲ့အကြောင်းရင်းတွေကိုဒီချေလို့စဉ်းစားမှာဖြစ်တယ်เนาะအော်ဒါပေမဲ့အဓိကတော့များသောအားဖြင့်အစာရမ်းများတယ်အဲ့စားတာတွေကရလာဒီဟာတွေကိုမချေဖြတ်နိုင်ကယ်လိုရီကိုလှုပ်ရှားမှုများနဲ့မချေဖြတ်နိုင်ဒါတွေအစီတွေကဆုလာမှာပဲအဲ့ဒါဆို obesity ဖြစ်မှာပဲလေအဲ့တော့ if you are obese တကယ်လို့ဒါမင်းအဝလွန်ရင် it can cause a lot of damage to your body မင်းသားမင်းရဲ့ခန္ဓာကို မှာပေါ့နော်မင်းကအဝလုံးငယ်မင်းရဲ့ခန္ဓာကိုယ်တွေကအများကြီးပျက်စီးမှုတွေဖြစ်လာနိုင်မယ် damage တွေပေါ့နော်ဟိုမကောင်းတဲ့အချက်လက်ကလေးဖြစ်လာနိုင်တယ်ဆိုတာလေးနဲ့စလို့ရပါတယ်ကလေးတို့တွေခုနကတော့ဟိုဖတ်ခဲ့တဲ့စာကြောင်းမှာပါတဲ့အချက်ပေါ့နော်ဒါ cost ဥစားပထမဆုံး introduction ပါမယ်ပြီးရင် cost ပါမယ်ဥစား effects ပါမယ်ပေါ့နော်ဒါ subscribe paragraph like ဒီခွဲပြီးတော့ရေးလို့ရတယ်အဲ့နောက်ဆုံးမှာတော့အဲ့ subscribe ခုနကတော့ပြောခဲ့တဲ့ idea တို့ပြန်ပြီးတော့ conclude ပေါ့เนาะပြန်ပြီးတော့ summary လုပ်ပြီး conclude လုပ်တဲ့ဟာကိုကျေတို့ဒီနေကုန်းပိုင်းမှာထည့်မယ်ပေါ့ဒါမျိုးလေးတွေခလေးကိုစဉ်းစားပြီးရေးရမှာဖြစ်ပါတယ်အာ last tell me here uh see where you